မန်ချက်စတာယူနိုက်တက်ဟာခီးချန်းကိုနှင်လို့အပြစ်မှာပြားရစံခီးတခုဖန်တီးနိုင်မလားဆိုတာလေ့လာကြည့်အောင်ပါခီးချန်းလိုပဲဆိုဆိုခရောင်းလန်းလိုပဲဆိုဆိုမန်ချက်စတာယူနိုက်တက်ဖြတ်တန်းခဲ့ရတဲ့ပြီးခဲ့တဲ့ပွဲစဉ်၁၇ပွဲမှာမန်ချက်စတာစီးတီးအာဆင်နယ်လီဗာပူးချဲစီတော်တန်ဟော့စ်ပါဆိုတဲ့မဟာပြိုင်ဘက်အသင်းကြီးတွေပါဝင်ခဲ့ပါတယ်ကစားပုံမတည်ငြိမ်သေးခင် ကစားသမားတက်တွေနဲ့ရှင်းဆွဲကစားသမားဟောင်းတွေကြားနားလည်မှုတိဆောက်နိုင်ဖို့လိုအပ်နေသေးတဲ့အချိန်မှာဒီလိုပရီးမီးယားလိရဲ့ခက်ခဲဆုံးပြိုင်ဘက်တွေနဲ့ခက်စိတ်စိတ်တွေ့လဲရတာကတော့မလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့ပွဲစဉ်ဆက်တည့်ပြီးမှမန်ချက်စတာယူနိုက်တက်ဟာအမှတ်ပေးစရာရဲ့အဆင့်2ကမန်ချက်စတာစီးတီးနဲ့၄မှတ်กว่าအဆင့်၄အသင်းနဲ့တမတ်အကွာမှာရှိနေတာပါ။ဘာလို့အဆင့်1နဲ့မနှိုင်းချင်ရလဲဆိုရင်ဒီရသည့်မန်ချက်စတာယူနိုက်တက်ရဲ့ပြစ်မှတ်ကလည်းပရီးမီးယားလိဂ် ရှာမီယန်ဆုမဟုတ်လို့ပါပဲဒါပေမဲ့အဆင့်တကအာဆင်နယ်နဲ့လည်းရှစ်မှတ်အကွာမှာရှိနေတာပါယာတီကလည်းစောပါသေးတယ်ထပါတော့လက်ရှိမှာတော့အမှတ်16မှတ်နဲ့အဆင့်9နေရာမှာယက်တီနေတဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဒီယာတီရှင်းလင်းပြတ်သားတဲ့ပြစ်မှတ်ကတော့ချန်ပီယံလိဂ်ဝင်ခွင့်လို့ပြောလို့ရပါတယ်ချန်ပီယံလိဂ်ဝင်ခွင့်ကိုတေချာအောင်အရင်ဆုံးလုပ်မဲ့မန်ချက်စတာယူနိုက်တက်ရဲ့ရှစ်လာမဲ့ပွဲစဉ်၅ပွဲကိုကျွန်တော်တို့ကြည့်ရအောင်ပါ နိုင်ငံကပွဲစဉ်တွေပြီးမှ Manchester United ပထမဦးဆုံးရင်ဆိုင်ရမယ့်အသင်းက Everton ပါ Everton ကကစားပုံကောင်းဝင်မဲ့ Manchester United ရဲ့အိမ်ကွင်းရှေ့စွမ်းကိုတော့ရင်ဆိုင်နိုင်ဖို့ခက်ပါလိမ့်မယ်ဒါပြင်တော့ Manchester United ဟာ Crystal Palace, Watford, ဝိုင်ဒန်ဘုံမောက်အသင်းတွေနဲ့ဆက်တိုက်ကစားဖို့ရှိပါတယ်။ဒီ၅ပွဲစလုံးကမန်ချက်စတာယူနိုက်တက်အတွက်အရင်လွယ်ကူနေတာမဟုတ်ပေမဲ့ပြည့်ခဲ့တဲ့ပွဲစဉ်တွေနဲ့ရှင်းကြည့်မယ်ဆိုရင်တော့တိတ်မခက်ခဲပါဘူး။မန်ချက်စတာယူနိုက်တက်ဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်၅ပွဲဆက်တိုက် မရှုံးနိုင်အောင်ကစားထားနိုင်တယ်လို့ခြေစွမ်းကလည်းရာသီအစကတည်းကပိုးပြီးတော့ထက်မြက်လာတာတွေ့ရမှာပါ။နောက်ပြီးကစားသမားတွေကြားယုံကြည်မှုနဲ့ချိတ်ဆက်မှုတွေကလည်းပိုးပြီးအဆင်ပြေလာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ Everton ကပရီးမီးယားလိဂ်အဆင့်73မှာရပ်တည်နေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာနှစ်ပွဲပဲနိုင်ရထားတာပါ။ဒီပွဲကို Manchester United ကအင်္ဂလန်မှာအခံကစားရမှာလည်းဖြစ်ပါတယ်။ အင်္ဂွေရှေ့စွဲရမန်ချက်စတာယူနိုက်တက်ဟာဒီပွဲကိုအနိုင်ရဖို့မျှနေပါတယ်။နောက်ပွဲကတော့အသင်းကြီးတွေကိုဒုက္ခပေးလိရှိတဲ့ခရစ်စတယ်ပဲလေးအသင်းပါ။ဒီဘက်ကိုမန်ချက်စတာယူနိုက်တက်ကအဝေးကွင်းမှာသွားပြီးကစားမှာဖြစ်လို့လက်ရှိအဝေးကွင်းရှေ့စွဲရတော့စိုးရင်စရာရှိနေပါတယ်။ဒါပေမဲ့ပဲလေးဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်၅ပွဲမှာဒီပွဲပဲအနိုင်ရထားတဲ့အသင်းဖြစ်ပါတယ်။ရာသီအစကရှေ့စွဲကောင်းသလားနောက်ပိုင်းမှာရှေ့စွဲတဖြည်းဖြည်းအကျဘက်ကိုဦးတည်လာတာဖြစ်လို့မန်ချက်စတာယူနိုက်တက်အတွက်မျှော်လင့် မဲဆိုရင်တော့မျောလင့်ကျင်စရာရှိနေပါတယ်ဒီဘက်ကဘဲလီဟာမန်ယူနဲ့မတွေ့ခင်နှစ်ရက်လိုမှာယူရိုပါလိပွဲစဉ်ကစားရမှာဖြစ်လို့ပွဲပန်းနေမှာလည်းသိကြပါတယ်မန်ချက်စတာယူနိုက်တက်ကတော့တပတ်လုံးအပြည့်အဝနားရထားမှာဖြစ်လို့ဘဲလီကိုအနိုင်ကန်နိုင်သင့်တယ်လို့ထင်ပါတယ်ဒီပွဲပြင်တော့မန်ယူကဝက်ဆမ်ကိုအင်ဂွင်းမှာအခန့်ကစားရမှာဖြစ်ပါတယ်ဝက်ဆမ်ကဒီရာဒီတော်လေးရုန်းကန်နေရတဲ့အသင်းဖြစ်ပြီးတော့တန်းစင်းဇုံနာအထိရောက်နေပါတယ်ဒါကြောင့်ဒီပွဲကိုမန်ယူအနိုင်ရဖို့သိကြတဲ့လောက်လည်းရှိနေပါတယ်ဝက်ဆမ်ပြင်တော့မန်ချက်စတာယူနိုက်တက်ဟာဥပိုင်တန်အသင်းကို ဝေးကွင်းမှာတွားရောက်ကစားရမှာဖြစ်ပါတယ်။တရားသည့်ဥပိုင်းနံအသင်းရဲ့ခြေစွမ်းကလူတိုင်းအသိဖြစ်ပါတယ်။လက်ရှိပရီးမီးယားလိဂ်ရဲ့အဆင့်20အထိရောက်နေပြီးတော့ရမှတ်ကလည်းနှစ်မှတ်ပဲရထားသေးတယ်အသင်းဖြစ်လို့ဒီပွဲကိုတေချာပေါက်အနိုင်ကမ်းသင့်ပါတယ်။ဒါပြင်တော့မန်ချက်စတာယူနိုက်တက်ကဘုံမောက်ကိုအိမ်ကွင်းမှာအဲ့ခံကစားရမှာဖြစ်ပါတယ်။ဘုံမဟာအသင်းကြီးတွေကိုဒုက္ခပေးနေတဲ့အသင်းဖြစ်တယ်လို့ပရီးမီးယားလိဂ်ပွဲစဉ်17ကစားပြီးချိန်မှာလည်းမန်ချက်စတာယူနိုက်တက်နဲ့ရမှတ်တူရမှတ်18မှတ်ရထားပါတယ်။ ဒါပေမဲ့ဘုံမောက်ရဲ့အားနည်းချက်ကလည်းအဝေးကွင်းခြေစွမ်းဖြစ်ပါတယ်။ဒီတော့အင်ကွင်းခြေစွမ်းကောင်းဝင်တဲ့ Manchester United ဟာ Champions League ဝင်ခွင့်တကြဖို့အတွက်ဆိုရင်တော့ဘုံမောက်ကိုလည်းအင်ကွင်းမှာအနိုင်ယူသင့်ပါတယ်။ Manchester United ကဒီ၅ပွဲကို အနိုင်ရခဲ့မယ်ဆိုရင်တော့ Premier League ရဲ့ဇယားထိပ်ပိုင်းကိုတကြပေါက်တက်လန့်သွားမှာဖြစ်ပါတယ်။ဒီတော့လာမယ့်ပွဲစဉ်တွေကိုအသင်းရဲ့ပြည်စံခီးဖြစ်အောင်ဖန်တီးနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။မဲဆွေတွေရော Manchester United တကယ်ပဲလှုပ်ဆောင်နိုင်မယ်လို့ထင်ပါသလား comment မှာပါဝင်ဆွေးနွေးလို့ရပါတယ်ဗျာ